ားလုံးမိတ်မင်္ဂလာပါပထမဆုံးအနေနဲ့ကျမရဲ့ channel လေးကို subscribe လုပ်ထားပြီးကြည့်ရှုအားပေးနေတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောပြရစီကျမတို့နေတဲ့ hotel ကနေလမ်းလျှောက်ထွက်လိုက်ရင်ပင်လယ်ကမ်းခြေကိုတက်ရိုက်ရောက်ပါတယ် လိုပဲလင်းများမကြခဏဟိုတယ်ပေါ်ကနေဖြတ်ပြီးပြန်တန်းသွားပါလေဒီဟိုတယ်မှာရေကူးကန်ရှိတော့နေ့လယ်မှာရေကူးကန်မှာလဲဘူးပါတီရှိတယ်လို့ညဘက်မှာလဲပင်လယ်ကမ်းခြေဘေးမှာဆိုတော့ beach party ရှိပါတယ် နေခင်းမမဆိုရင်လဲအရေးအဝါသားအောင်မှာအခုလိုပင်လင်းရဲ့အရာတာကိုခန်းစားကြည့်ရှုနိုင်ပါတယ်ကျမတို့ဒီကိုလာတာမလလဲဖြစ်နေလို့နေ့လယ်မှာဆိုရင် ရာသီဥတုကအပူချိန်30ဒီဂရီကျော်ပါတယ် ဒီကန်းကြီးအားဆိုလို့ရှိရင်ကြည်လင်စိမ့်နေတဲ့ရေနဲ့တန်ရှင်းတဲ့ကန်းကြီးတစ်ခုဖြစ်ပါတယ်။နူးညံ့တဲ့တဲများပေါ်မှာတည်အီနဲ့လမ်းလျှောက်လို့ကောင်းပါတယ်။ရေလိုက်များကလည်းညင်ညင်သာသာလေးရိုက်ခတ်နေလို့ရေထဲဆင်းရတာပြောဖို့ကောင်းပါတယ်။ ပင်လယ်ထဲမှာ water scooters များစီးလို့ရပါတယ် ငါးဖန်းလေးအချို့လည်းရှိပါတယ်ဒီပင်လယ်ကမ်းကြီးကခီးသွွားဧည့်သည်တွေများပင်မဲ့မြင်တွေ့ရတဲ့အတိုင်းဒီငိမ့်ပြီးตายာလှပတဲ့ကမ်းကြီးတစ်ခုဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲစိတ်ချမ်းသာကြပါစေကိုကျမ်းမာကြပါစေနောက်လာမယ့်ဗီဒီယိုများကို 上面继续阿贝加奥呢。